စ်ဆက်ခေါ်မှာကျွန်တော်တို့ဘလူတွေကန်ညံ့မလဲဘလူတွေကန်ကောင်းမလဲဒါကတော့ရေဘူးကတိတ်ဆန်တယ်ပေါ့ရောက်ဆဲအသက်ပေါ်မူတည်တယ်ရောက်နေတဲ့အသက်ကဘလောက်လဲဒီအသက်ပေါ်မူတည်ပြီးတော့ကန်အကောင်းဆိုးကပိုသေးကြပါတယ်နောက်ပြီးမွေးထားတဲ့မွေးချိန်ပေါ်မူတည်ပြီးတော့ကန်အကောင်းဆိုးကပိုပြီးတိတိကျကျပြောနိုင်လိမ့်မယ်နောက်ပြီးပေးထားတဲ့နာမည်ပေါ်မူတည်ပြီးတော့ကန်အကောင်းဆိုးပိုပြီးတိတိကျကျဒီတိကျကျပြောနိုင်လိမ့်မယ်ဒါကတော့အားလုံးကြည့်လို့ရအောင်ရေဘူးကကန်ပေါ့အဲ့တော့1389နဲ့ရောက်လာပြီဆိုရင်ကျွန်တော်တို့အနေနဲ့ ဟိုဘလို့မကန်ကြီးဒီလောက်စိုးနေတယ်ဘလို့မကန်ကောင်းနေတယ်လို့တော့ကျွန်တော်တို့ဒါမပြောချင်ဘူးဗျမပြောချင်ဘူးเนาะဟိုဘာလို့ကန်စိုးတဲ့လူကလည်းသူ့ရဲ့အတအပိုင်းချကောင်းနေရင်ကန်ကောင်းနေမှာပဲအဲ့ဒီကန်ကောင်းပါလေလို့ပြောရလူကလည်းလက်မထောင်လို့မရဘူးသူ့ရဲ့ကန်အပိုင်းစားမှာညံ့နေတဲ့ဒတာတွေဖြတ်နေရတယ်စိုးနေတဲ့ဒတာတွေဖြတ်နေရတယ်ဒီလိုဆိုရင်လည်းမကောင်းဘူးနတ်ခတ်ပေတင်းကလည်းအမြင်ရှင်နေမကောင်းတဲ့ကာလာနဲ့သွားပြီးတော့ဖြစ်နေတယ် ကိုနေတဲ့လက်ပေါ်မှာဘာဂျိုတွေဘာဂျိုတွေကောသွားလာစီးနေတာမျိုးတွေဖြစ်တယ်ဆိုရင်လည်းဒါကောင်းမှာမဟုတ်ဘူးဒါတော့အခုပြောတာတော့နည်းနည်းရေဘူကနည်းနည်းဆန့်မှာပေါ့အဲ့တော့ဒင်းကလေးသားသမီးတွေကဒီ1389နဲ့ရောက်လာပြီဆိုရင်ပုံမှန်အားဖြင့်ဆိုရင်တော့ဘီဇင်းဆရာတွေတော်တော်များများစိုးမယ်မကောင်းဘူးပြောကြပါလိမ့်မယ်အဲမစိုးဘူးလားဆိုတော့စိုးပါတယ်ဘာလို့လဲတော့ကြံစီစိတ်ကူတာတဲ့ကိစ္စတော်တော်များများကတရားရဂိုင်းတော့အပြည့်ဖြစ်ဖို့ခဲရင်တဲ့နှစ်ပါနော်အဲ့တော့ကျွန်တော်တို့ဆရာဆရာမတွေကဟိုចောင်းသားတွေကို ပြောသလိုပေါ့ဗျာကျွန်တော်တို့စက်နေတန်းအဲကျွန်တော်ခေတ်ကတော့10တန်းပေါ့10တန်းတော့ပြောလို့အေးဒင်တို့တွေရင်လောက်အမှန်းမှာဒူးလောက်တင်တာဒီလိုပဲအဲ့တော့တကယ်လည်းတင်းကုန်တွေသားမီဒီယာဒီနှစ်မှာရင်လောက်အမှန်းမှာဒူးလောက်တင်တဲ့နှစ်ပါဟိုဟိုတော့အဲ့ဒါကြောင့်ဘာပဲဖြစ်ဖြစ်တော့ကျွန်တော်တို့ကဟိုတင်းကုန်တွေသားမီဒီယာဒီနှစ်ပိုင်းကဟိုစူးစမ်းဖို့လိုတယ်စူးစမ်းတဲ့ရလက်တဲ့နည်းနည်းရော့ပြီးရနိုင်တယ်ဆိုတာကိုပြောတာဒါကြောင့်ပဲ ရန်လောက်မှန်ပြီးစူးစမ်းမှပဲဒူးလောက်တင်မယ်နော်ဒါကြောင့်ကျွန်တော်တို့ကခါလောက်မှန်ပြီးစူးစမ်းရဲဆိုရင်တော့ဟိုဟာချင်းမျက်စိလောက်ပဲတင်ရင်တင်မှာပေါ့ဒါကြောင့်တင်းတွေသားမီးတွေကပို့ပြီးစူးစမ်းမယ်အနေထားမျိုးတွေ့ရပါတယ်နော်ဒါလေးကိုသိသိကြပါတယ်ဟိုနောက်ပြီးတော့ကျွန်တော်တို့သိရမယ့်ချက်ကဘာလဲဆိုတော့ဟိုတင်းတွေသားမီးတွေဒီနှစ်မှာအရန်ကြီးဟိုလမ်းအိုလမ်းဟောင်းလိုက်တဲ့လူတွေစစ်မပြေသေးဘူး နော်တင်းကုန်းတွေတောင်းပြီးလည်းဖြစ်တယ်ဆိုတော့1380ခုမှာလမ်းအသက်ဖောက်ပါလမ်းအသက်ဖောက်ပြီးစူးစမ်းမှာပဲပို့ပြီးတော့အောင်မြင်နိုင်တယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ပဲလမ်းအိုအရင်မလိုက်နဲ့လမ်းဟောင်းမလိုက်နဲ့အရင်ကြီးမှေးမနေနဲ့ဘာဒီပြောင်းလဲလို့ရမလဲခေရေးစီချောင်းရဘလို့ဖြတ်သွားလဲငါရဲ့စနေထားဘလို့ပြက်ယွန်းသွားလဲဒါောင်းကဘလို့အသက်ပြန်ဆမလဲဒီလိုမျိုးစဉ်းစားဘဝင်းနဲ့လကသားဆိုလဲအလုတ်ကညင်းငွေနေမပြောတော့ဘူးနောက်အသက်တစ်ခုကလည်းမြင်တယ်လမ်းကြောင်းလည်းမြင်တယ် အားငါဝင်နှန်းလုတ်လာတာ10နှစ်ကျော်ပါနှစ်20ကျော်ပါငါဒီတိုင်းပဲမှင်းနေလိုက်တော့မယ်အဲ့လိုလုတ်တဲ့လူမျိုးတော့မကြိုက်ပါဘူးကံငေါ့ရင်းနေသားမီးတွေကိုဒီနှစ်မှာ change ချက်များများလုတ်ပါအစ်စ်အစ်စ်တွေကိုစာလောင်ပါလို့ပြောပါတယ်တဲလာသားမီးတွေနေဒီနှစ်ကပျော့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 ပါးပါးနဲ့လုတ်လို့ရမယ်နှစ်ပါဟိုစိတ်ချမ်းသာနဲ့လုတ်လို့ရမယ်နဲ့တကယ်လဲပေါ့ပေါ့ပါပျော့ပေါ့ပါစိတ်ချမ်းသာနဲ့အလုတ်လုတ်ပါလို့ပဲပြောလို့နေတခုပဲတဲလာသားမီးတွေကကံမကောင်းတာမဟုတ်ကံကောင်းတယ်အပျော်ကနေအပြက်မရောက်သွားဘူးလို့ပါတယ် เนาะအပြက်ရောက်ပြီးတော့ပေါ့သွားတာမလွတ်လွတ်လွတ်ချင်သိမရှိတော့တာအရင်ပေါ့ပေါလုံးအကြည့်ပြီးတော့ဘာမှအာယုံမရတဲ့အဆင့်မရောက်သွားရင်တော်ပြီပေါ့ပေါ့ပေါ့နဲ့အလုံးလုံးလို့ကောင်းပါတယ်ပန်းနိုင်အောင်လည်းပျော်ပျော်ရွှင်ရွှင်နဲ့အေးစင်စင်ရောက်သွားနိုင်တာဖြစ်တယ်တင်းလာသားမီဒီယာဒီနေ့မှာကံအားဖြင့်မစိုးဘူးလို့ပဲပြောရမယ်အဲ့တော့လူငယ်တွေအနေနဲ့အပြတ်ဖတ်မရောက်သွားနဲ့လူငယ်တွေအနေနဲ့ဟိုအရင်ကြီးဟိုလူမှုရေးကိစ္စအခြေရေးကိစ္စတွေပေါ်မှာအရင်ကြီးစိတ်မနှက်ထားနဲ့ကိုလို့ဆရာရှိတာလို့ ဒီလိုမျိုးပဲပြောဆိုပါတယ်တင်းလာသားမီဒီယာဒီနှစ်မှာကန်လေးတော့သူမစိုးဘူးပေါ့နော်မစိုးဘူးဟိုတင်းတင်းလျောက်ပတ်တယ်လို့ပဲကျွန်တော်တို့ပြောကြပါတယ်အင်္ဂါသားမီဒီအင်္ဂါသားမီဒီကမနေ့ကကန်အညံ့များတယ်အားလုံးလည်းသိကြတယ်ကန်ညံ့တယ်အင်္ဂါသားမီဒီအနေနဲ့ကျမအညံ့တယ်ကျွန်တော်လည်းကျမအညံ့တယ်ဒီ3လရက်တောင်ကျွန်တော်အရန်အပူရှက်သွားတဲ့ပုံစံမျိုးခံစားရတာတော်တော်ဆိုးပါတယ်ကျွန်တော်နေပူကြီးထဲမှာအဲ့လိုရှောက်ပြီးနည်းနည်းလှုပ်လိုက်တာပေါ့နော်အဲဟို3ရက်လောက်ကျွန်တော်တော့ခံလိုက်ရတယ် ဒါတော့ဟိုအင်္ဂါသားမီးတွေအနေနဲ့ဒီဘက်ရောက်လာပြီဆိုရင်တော့လုပ်ငန်းကင်ကန်စီးပွားရေးပြန်ပြီးတော့အားထက်လာနိုင်လိမ့်မယ်အလုပ်ပြကင်ပြဖြစ်နေတဲ့ကျွန်တော်တို့လိုအလုပ်ပြကင်ပြဖြစ်အလုပ်မလုပ်နိုင်တဲ့အနေအထားမျိုးတွေကပြန်အလုပ်လုပ်နိုင်တာလိမ့်မယ်အားကျုံးမှန်တဲ့လုပ်နိုင်စွမ်းနေမြန်မာလာလိမ့်မယ်အလုံးနဲ့ပတ်သက်ပြီးအင်္ဂါသားမီးတွေအခွင့်အရေးတိတ်ကောင်းတဲ့လုံးနဲ့ပတ်သက်ပြီးကောင်းတယ်အင်္ဂါသားမီးတွေနဲ့နိုင်ငံခြားထွက်ပြီးစီးပွားရှာခြင်းနဲ့ရုပ်ဝေသွားပြီးအလုပ်လုပ်ခြင်းနဲ့တနေရာသွားပြီးတော့ဟိုအခုနေရာကတော့လုံးလုံးလို့မကောင်းတော့ဘူးတိုင်းပြည်မငြိမ်သက်လို့စစ်ဖြစ်လို့ငလင်လှုပ်သွားလို့ နေရာအသစ်မှာသွားပြီးစီးဝါရှာတော့မယ်ငါအဝေးကိုသွားတော့မယ်ဒီမှာတော့မလုပ်တော့ဘူးအဲဒီလိုလိုမျိုးလူမျိုးတွေအတွက်တိတ်ကောင်းပါတယ်။အော်အင်္ဂါသားမိတွေကိုကျွန်တော်ကတော့အဲ့ဒါတွေကိုသဘောကျတယ်ကိုကိုအသက်လောက်တဲ့ကိစ္စမျိုးတွေမှာအဲဘာပဲဖြစ်ဖြစ်တော့အင်္ဂါသားမိတွေကပို့ပြီးတော့ကောင်းတယ်ဗောနော်ပို့ပြီးတော့အဝေးသွားပြီးစွန့်စားမယ့်ကိစ္စမျိုးတွေမှာလည်းကောင်းလာတယ်အဲနေဘက်တက်မှာကျင့်လည်မယ်ဆိုရင်အင်္ဂါသားမိတွေကကောင်းလာတယ်ချိုးနေရာတွေမှာလည်းကံကအဟောင်းရက်ပြီးတော့အသက်ပေးတာရှိတဲ့အတွက်အင်္ဂါသားမိတွေကခါကျရင်အလုတ်ပြုတ်သွားတာမျိုး လူ short တွေလည်းပါသွားတာမျိုးငါငါသွားပါရွာငါဘွားကြီးအဲ့လိုမတွေးပါနဲ့ကံငါ့ကိုအစ်စ်လှုပ်စေခြင်းနဲ့စိတ်အတကူကိုအစပြိုးစေခြင်းနဲ့အနေထားမျိုးကိုပေးတာမျိုးဖြစ်တဲ့အတွက်အဟောင်းတွေပြက်စီးသွားတယ်အလုပ်တွေပြက်စီးသွားတယ်အလုပ်လူ short တွေလည်းပါသွားတယ်ဆိုရင်ငါသားမြေတိတ်စိတ်မပြတ်ပါနဲ့အကောင့်ဘက်ကိုရောက်လာပါလိမ့်မယ်နော်အဲ့တော့ဘာဖြစ်ဖြစ်တော့ဒီနှစ်ကတော့80%ကတုန်းတော့အကောင်းအားရှိနေတယ်။အင်္ဂါသားသမီးတွေကိုကျွန်တော်ကတော့သဘောကျပါတယ်။ဘောရခုသားသမီးတွေအစိုးများတယ် ဘုရုသားမင်းကြီးဒီနှစ်ကအဆိုးများတယ်။တာမန်အားဖြင့်ကြည့်မယ်ဆိုရင်ဆိုးတယ်လို့ပြောတယ်။အဲ့တော့ဘယ်လိုဆိုးလဲဆိုတော့လူမှာကာယပင်ပန်းခြင်းစိတ်ဓာတ်ပင်ပန်းခြင်းဆိုတာရှိတယ်။လူတယောက်ကံဆိုးပြီဆိုရင်အဲ့နှစ်ခုပဲ။ကာယပင်ပန်းရင်ပင်ပန်း၊မပင်ပန်းရင်စိတ်ဓာတ်စိတ်ပင်ပန်းတယ်ပေါ့။အဲ့တော့အဲ့ဒီအဆိုးတွေကိုကျွန်တော်တို့ကကြော်ခြင်းနဲ့ဆိုရင်တကယ်လဲကျွန်တော်တို့ကကာယပင်ပန်းစိတ်ပင်ပန်းအောင်နေလိုက်ရင်ကံမညံ့တော့ဘူး။ဒါကတော့ကျွန်တော်အဲဗုဒ္ဓဘုရားကံညံ့လို့ပြောပြတာပေါ့။အဲ့တော့ကာယပင်ပန်းအောင်လောက်တာတော့လွယ်တယ်ဗျာဂျင်းဆော့လိုက် နော်ဂျင်းဆော့လိုက်အဲ့တော့ဘုရုပ္ပသားအမိရေဒီနှစ်မှာခန္ဓာကိုယ်လည်းတကယ်ကိုဟိုဘော်ဒီနဲ့ပတ်သက်ပြီးချိန်ချက်လုပ်ချင်တဲ့လူတွေလည်းရှိနေတယ်ဆိုတော့ဂျင်းသွားဆော့လားဂျင်းတော့ဆော့လို့မရဘူးကျွန်တော်ဒီနောက်မှာဂျင်းလည်းမရှိဘူးဂျင်းသွားဖို့လည်းအချိန်မပေးနိုင်ဘူးအဲ့လိုမျိုးဆိုရင်တော့ချွတ်ထက်မဲ့လုပ်တယ်အကုန်လုံးဘုရုပ္ပသားအမိတွေကလမ်းလျှောက်မယ်ပြေးမယ်စွဲနှင်းမယ်နော်အတိုက်ထိုးမယ်ဘယ်ရင်ရိုက်မယ်ပေါ့ဒီလိုမျိုးတွေပေါ့နော်ချွေးထွက်မဲ့ကိစ္စတွေလို့ပါဒါနာနဲ့တွဲလို့ချင်တယ်ဆိုတော့ဖျားသွားမယ်တပြက်စီလဲမယ် နော်ဒီလိုမျိုးတွေလုပ်မယ်အဲ့တော့ကာယပင်မန်းတဲ့ကိစ္စမျိုးတွေလှုပ်ထားရင်ညံ့လာမယ့်ကိစ္စတွေဘာဖြစ်ဖြစ်ရော့သွားတယ်ရော့သွားတယ်နော်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့ကဘုသူသားမိနေကံညံ့ပါဖြစ်တဲ့အတွက်ကာယပင်မန်းတာတွေလှုပ်ထားကြည့်ပါအညံ့အဆုပ်ရော့သွားလိမ့်မယ်အဲ့တော့စိတ်ဓာတ်ပင်မန်းတယ်ဆိုတော့စိတ်ပင်မန်းခံရတာပေါ့စိတ်ပင်မန်းခံရတာအဲ့တော့ဒီလိုနှစ်ပိုင်းနေရောက်လာပြီဆိုတော့ကျွန်တော်ကဟိုလုပ်ငန်းတွေနဲ့ပတ်သက်ရင်နည်းနည်းခက်ခဲနဲ့နေတဲ့ကိစ္စတွေမှာဝင်စင်းစားပါဝင်လှုပ်ကြည့်ပါ နော်လုပ်ငန်း process တွေကိုပို့ပြီးလေ့လာပါဒါမှမဟုတ်တော့ကိုကဝန်ထမ်းတယောက်ဖြစ်တယ်ကိုက marketing နဲ့ sales ဘိုင်းကျွန်တော်အိစာဘိုင်းမဟုတ်ဘူးကျွန်တော် accounting ဘိုင်းမဟုတ်ဘူးကျွန်တော် admin ဘိုင်းမဟုတ်ဘူးကျွန်တော် project မှမဟုတ်ဘူး operation ဘိုင်းမဟုတ်ဘူးဒါပေမဲ့ဒီနေ့ရောက်လာပြီဆိုရင်ကျွန်တော်တို့ကအခြားအပိုင်းတွေပါလေ့လာတာမျိုးစိတ်ပင်ပန်းခံတာမျိုးဟိုကိုက accounting ဆိုရင်အိစာနေရာကနေဝင်ပြီးတော့ဟိုဝင်ခံစားပေးတာမျိုးအိစာတွေရဲ့အလုပ်ကိုဝင်လေ့လာတာမျိုးဒီလိုမျိုးတွေစိတ်ပင်ပန်းအောင်ပို့ပြီးတော့ စိတ်ကိုအလုတ်ပေးလိုက်တာပေါ့တက်တော့တက်တာမဟုတ်ဘဲနဲ့လိုအပ်ကိုလုံနေကြအလုတ်မှာဆိုရင်အများတန်းတော့လုံနေကြပြည့်တယ်တက်တော့တက်တာဖြစ်တယ်လीတက်တော့တက်တာဖြစ်တယ်ကားဆောင်မောင်းနေလို့ဆိုရင်မတက်တာဘူးလीနော်ငါလီဗာနဲ့ဘရိတ်နဲ့ပဲမာနေမလားဟဲ့ငါဂီယာထိုးတာဝင်သွားတဲ့ဂီယာမှန်အောင်မှန်လာဟဲ့အောက်ငုတ်ကြည့်ရတာနဲ့နော်ငါမီးပြတာဟော့ရလားငါကွေ့မယ်ဆိုရင်အရှိရောနောက်ရောဘတ်မှန်နေရောအကုန်ကြည့်အဲဒါလုံနေကြကားသမားတော့သူကုန်းလေးဝါပြီးမောင်းလို့ရတယ်အဲ့လိုပဲလုံနေကြအလုတ်တွေကလူတွေကစိတ်မပင်ပန်းဘူးအဲ့တော့လုံနေကြမလုတာတွေလုတ်ကြည့်တယ်ဆိုစိတ်ပင်ပန်းတယ် ဒါကြောင့်ဗုဒ္ဓဥသာမင်းကြီးကဒီနှစ်ပိုင်းမှာကံကောင်းခြင်းစိတ်ပင်ပန်းအောင်ကိုမလုတ်ဖူးတဲ့နယ်ပယ်ဒီမှာနည်းနည်းအပင်ပန်းခံပြီးဝင်လုတ်ကြည့်ပါတာဝန်ဝင်ယူကြည့်ပါဒါမှမဟုတ်ဝင်လေ့လာကြည့်ပါဒါဆိုရင်ဗုဒ္ဓဥသာမင်းကြီးမညံ့တော့ဂျာရီကြီးကဒီနှစ်မှာကောင်းတော့ကောင်းတယ်ဒါပေမဲ့အရန်ကြီးအချိန်ဆွဲတဲ့ဂျာရီသာမင်းကြီးကံမကောင်းဟဲ့လုတ်လုတ်ရင်ဖြစ်ရောဖြစ်ပါမလားဒါကဒီလိုရှိတယ်အဲတိတ်ချင်းချင်းလုံးနဲ့ဂျာရီသာမင်းကြီးဒီနှစ်ကံညံ့တယ်လို့မှတ်နော်ဟုတ်မလားဟုတ်မလားဟုတ်မလား စဉ်းစားတဲ့အဆင့်မဟုတ်ဘူးစင်ရှင်တို့တရားနဲ့စဉ်းစားတဲ့အဆင့်မဟုတ်တွေ့ဝေတဲ့အဆင့်ရောက်တာနဲ့ဂျာရီသားမိတွေကန်ညံ့ပြီနော်အဲ့တော့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဖြစ်နိုင်တယ်ဆိုရင်ဖြစ်နိုင်တယ်ဆိုရင်ကျွန်တော်တို့ကဟိုလှုပ်ရှားရှိလှုပ်လိုက်အဲ့တော့ဖြတ်ခနဲ့ပေါ်ဆက်ခနဲ့လှုပ်ဆိုတဲ့အတိုင်းကြံစီပေါ်လာထအချလှုပ်အလိုမျိုးဖြစ်မှာဂျာရီသားမိတွေအဆင့်ပြေးလိမ့်မယ်အဲ့တော့ဖင်ပေါ့နေဖို့လိုတယ် လောက်ရှာရှိတာထလုပ်ဖို့လိုတယ်ဖင့်လေးနေတဲ့လူတွေစဉ်းစားလုံးတဲ့လူတွေနောက်နေမှလုပ်မယ်ဆိုတဲ့လူတွေအချိန်ဆွဲတဲ့လူတွေကြာရီးသားမိတွေဒီနှစ်ကန်ညံ့ပါလိမ့်မယ်ဘာမှဖြစ်မှာမဟုတ်ဘူးနော်တောက်ကြဒီနှစ်မှာအကြိုက်ဆုံးကတောက်ကြပါတောက်ကြသားမိတွေကန်အကောင်ဘက်ကိုတေချာပေါက်ရောက်လာပါပြီဟောတောက်ကြသားမိတွေနဲ့မိမိတို့အနေနဲ့အလုံငန်းစီဝါပိုင်းတော်လကောင်းဝေးကြီးပိုင်းတော်လကောင်းကျမကြီးပိုင်းတော်လကောင်းတော်တော်များများမှာတောက်ကြသားမိတွေကန်အမြင့်ပိုင်းကိုရောက်နေတာဖြစ်တဲ့အတွက်ဒီနှစ်ပိုင်းမှာတောက်ကြသားမိတွေနေတဲ့အားရစရာအကောင်းဆုံး အနေထားဘက်ကိုရောက်နေတယ်ရောက်နေတယ်ဒါကြောင့်တောက်ထားတာမိတွေကိုဒီနှစ်ကတော့ကျွန်တော်ကတော့အားပေးတယ်စူးစားကြပါကံပေးနေတဲ့အချိန်လူကလည်းတွန်းမယ်ဆိုရင်ကောင်းတာပေါ့ဗျာဘာဖြစ်လို့ဆိုတော့ကံညာဝရိယ၃ပါးလုံးပြည့်စုံသွားတယ်လीကံပေးတယ်ညာဝရိယမပါလာဘူးဆိုရင်ထင်လောက်မဖြစ်ဘူးပေါ့ဒါကြောင့်ဟာကံလည်းပြီးတယ်ဟိငါတို့လည်းလှုပ်ကြမယ်ဟိငါတို့လည်းစူးစားကြမယ်ဟိငါတို့လည်းဝိုင်းဝန်းပြီးတော့ဒီနှစ်မှာပို့ပြီးအားထည့်ကြမယ်ဟိဒီလိုမျိုးလုံးမယ်ဆိုရင်တောက်ကြသားမိတွေကမှန်လာတာနဲ့ပို့ပြီးတော့ ောင်မြင်မှုအဆင်ပြေမှုတိုးတက်မှုတွေကိုရပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့တောက်ကြသားအမိတွေကိုပို့ပြီးတော့အားပေးရလောက်ပါလောက်ပါမူလကန်စာတာနဲ့မူလရဖွားစာတာအရာလဲကောင်းတဲ့ဂျိုဒီပိုင်းရောက်နေရဆိုဒီနှစ်ကလုံးဝအဆင့်တစ်ခုရောက်သွားတယ် level တစ်ခုကိုရောက်သွားနိုင်တဲ့အဆင့်ကိုဖြတ်သွားနိုင်တဲ့အထိကောင်းတယ်မူလကန်စာတာမှာနည်းနည်းနှိပ်တယ်လူဆိုတော့ကောင်းတော့ကောင်းတယ်သိမ့်မသိတာဘောမူလဖွားစာတာလဲကောင်းနေတာနဲ့တိုက်ဆိုင်နေတဲ့တောက်ကြသားအမိကဒီနှစ်မှာဘဝကြီးက change ချက်ဖြတ်သွားတဲ့အထိကိုအကောင်းဘက်ကိုရောက်လိမ့် နော်အဲ့တော့တောက်ကြသားမိနေမစိုးဘူးကံမျက်မာနေတယ်ဟိကံကောင်းနေတယ်လို့ပြောလို့ရပါလိမ့်မယ်စနေသားမိတွေကောင်းအားတော့ကောင်းအားပဲဒါပေမဲ့90 60ဒီကြီးရာခိုင်နှုန်းလောက်ပဲကောင်းတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့တော့စနေသားမိတွေကတစ်ခါကျရင်ဒီနှစ်ပိုင်းရောက်လာတဲ့ခါကျရင်ကိုကိုတိုင်ရောက်ဟိုဘယ်လိုပြောမလဲဆိုတော့အတွေးချော်တတ်တယ်ကံကောင်းတယ်ဒါပေမဲ့အတွေးချော်တာ ချွတ်ချော်မှုတွေဖြစ်သွားတယ်အချို့နေရာလေးမှာကိုစဉ်းစားလိုက်တာပေါ့ပေါ့တန်တန်စဉ်းစားမိလို့ဖြစ်သွားတယ်ဟာငါဒါတော့လှုပ်လိုက်တော့လှုပ်လိုက်တာပဲမဟုတ်တော့ကိုလှုပ်လိုက်တာပေါ့သွားတာကိုကကိုကိုကိုမသိဘူးအဲ့တော့အချို့နေရာလေးမှာဟိုလှုပ်ဆောင်ချက်တွေလှုပ်တဲ့နေရာမှာတိကျတေချာဖို့လိုပါတယ်စဉ်းစားမိနေတယ်ကောင်းကြီးရဲ့သားနဲ့ပိုကောင်းတဲ့အနေထားရောက်ဖို့ဆိုရင်တေချာချာလှုပ်ဖို့လိုတယ်အမှုဆိုရင်ကောင်းအားအရင်ကြီးမရှိဘူးကောင်းအား၄50လောက်ရှိတဲ့အတွက်သူများတို့လည်းစာရင်တော့ကိုတော့မစိုးဘူးပါဗျာ ဘာဖြစ်ဖြစ်တင်းတင်းကုန်နေတော့ဘုတ်တစ်ခုလို့လည်းစာရင်တော့စနေသားမိတွေကကံမျက်မှောက်မှုပို့ပြီးတော့အားကောင်းတာပဲနော်ဟိုအားကောင်းတာပဲဒါကြောင့်စနေတွေကအရင်ကညံကြီးတဲ့လူအတွေးခေါ်ကောင်းတဲ့လူအရင်တည်းကပို့ပြီးတော့ဘယ်လိုပြောမလဲနေပယ်တီးတီးမှဟိုအကုန်ချိတ်ဆက်နားလဲထားတဲ့စနေသားမိတွေကတော့တောက်ကြသားသမီးနေပါလောက်ကိုသွားပြီးတော့ကံအကောင်းဘက်ကိုရောက်မှာပါအဲ့လိုမဟုတ်ဘူးအရင်ကြီးအတွေးခေါ်နှိပ်တဲ့လူမျိုးတွေဆိုတော့စနေသားမိတွေကအဆက်မပြေဘူးအဆက်မပြေဘူးနော်အဲ့ဒါလေးသိစေစင်းတယ်